ဆင်းရဲခြင်းဟာတဲ့ကျမတို့အတွက်ဝမ်ကြွားစရာတစ်ခုဝမ်းမြောက်စရာတစ်ခုဖြစ်ပါတယ်တဲ့မကြောက်လေဆိုတော့ဒုက္ခဆင်းရဲခြင်းကိုခံရတဲ့အခါမှာတဲ့လူတွေကတီးခံတတ်တဲ့နှလုံးသားရှိလာတယ်တဲ့တနည်းအားဖြင့်ခုနကကျမပြောနေတဲ့ရင့်ကျက်ခြင်းကိုပြောနေတာတနည်းအားဖြင့်လောဘတွေဒေါသတွေမောဟတွေချုပ်ငိမ့်သွားတဲ့အရာကိုပြောနေတာဖြစ်တယ်ဒါကြောင့်ဒုက္ခဆင်းရဲခြင်းရှိလာပြီဆိုအဲ့ဒီလူကအလိုလိုနှိမ်ချတတ်လာတယ် ဒါပေမဲ့ဒုက္ခဆင်းရဲခြင်းမရောက်သေးဘူးဆိုအရာရာပြည့်စုံနေဆိုအဲ့ဒီလူရဲ့မျက်နာကအစာအဲ့ဒီလူရဲ့စကားအပြောဆိုအစာအမြဲတမ်းသူကထောင်လွားတဲ့သဘောရှိနေတယ်။ဒါကြောင့်မလို့ဒုက္ခဆင်းရဲခြင်းရောက်လာတဲ့အခါမှာလူတွေကဘာဖြစ်လဲဆိုတော့တီးခံပြီးတော့နှိမ်ချတတ်တဲ့အရာဖြစ်လာတယ်။တစ်ဖက်မှာနောက်ထပ်တစ်ခုကောင်းကြီးကဘာလဲဆိုတော့ဒုက္ခဆင်းရဲခြင်းရောက်တဲ့အခါမှာတီးခံတတ်တဲ့အပြင်တတ်သိထင်ရှားခြင်းရှိတယ်တဲ့။ကြည့်နော် ဲ့တော့ကျမတို့ကဒုက္ခဆင်းရဲခြင်းကိုရောက်ပြီးတော့ဖျက်ဆီးရတဲ့အခါမှာဘုရားသခင်ကကျွန်တော်ကိုကြမ်းမာစေတယ်ကျွန်တော်ကိုထောက်ပံ့ပေးတယ်ဘုရားကကျွန်တော်ကိုချီးမြှောက်တယ်ဘုရားကကျွန်တော်ကိုအောင်မြင်စေတယ်ဆိုတဲ့တသက်ခံချက်ကဒုက္ခဆင်းရဲခြင်းရောက်မှရလာတဲ့တသက်ခံချက်ဖြစ်တယ် တချို့တွေကျမဒီလိုပြောတဲ့ခါနားလဲကျမနားလဲမယ်ဆိုပါစို့မကျမ်းမမာဖြစ်တဲ့သူကကျမ်းမာခြင်းရသွားတဲ့ခါမှာအော်ဖခင်ကကျမ်းမာခြင်းပေးတာပဲဆိုတော့တတ်သိခံနိုင်တယ်လို့ပေါ့ဒုက္ခဆင်းရဲခြင်းရောက်တဲ့ခါမှာငက်ပြက်နေတဲ့ခါမှာမငြိမ်မသက်မှုတွေကြုံဆုံရတဲ့ခါမှာဖခင်ထံကိုလာတော့ဖခင်ကသူ့ကိုထောက်ပံ့ကြွေးမွေးတယ်သူ့ကိုငြိမ်သက်စေတယ်သူ့ကိုလုံခြုံစေတယ်ဆိုရင်ဒါကတတ်သိပဲဟုတ်ပါသလားဒါကြောင့်မို့တတ်သိရဖို့ရတဲ့အဲ့ဒီတတ်သိနဲ့စက်ကြံပတ်ဖြစ်နေတဲ့ဒုက္ခဆင်းရဲခြင်းတွေကိုကျမတို့ကိုဖခင်ကပေးတွေးစေတာဖြစ်တယ် ဟာလေလုယာကြုံကျင်လာဒုက္ခဆင်းရဲခြင်းအဲမကြုံကျင်လဲဘာဖြစ်လဲကြုံရတယ်ဒုက္ခဆင်းရဲခြင်းဆိုရဲတော့အရာထဲမှာကျွန်တော်တို့ဖြတ်သန်းသွားလာတာဖြစ်တယ်အဲ့တော့ကျွန်မဒုက္ခဆင်းရဲခြင်းနဲ့ပတ်သက်ပြီးတော့ Methodist အသင်းတော်ကိုတီထောင်တဲ့ John Wesley လို့ခေါ်တဲ့ဆရာကြီးတစ်ပါးရဲ့အတွေးခေါ်သူ့ရဲ့ပြောစကားလေးကိုကျွန်မသိတဲ့ဘောကြတယ်သူတော့တနေ့ကျတော့ သူเนาะအမှုတော်ဆောင်နေရင်းနဲ့သူ့ရဲ့အိမ်ကဘာဖြစ်လဲဆိုတော့ဒါဘုရားကိုအရန်ချက်တဲ့သူပါတကယ်ကိုเนาะဟိုဘုရားသခင်ကောင်းကြီးပေးလို့ကြွယ်ဝတဲ့အမှုတော်ဆောင်ဆရာတယောက်လည်းဖြစ်ပါတယ်တနေ့ကျတော့သူ့ရဲ့အိမ်ပေါ့เนาะသူ့ရဲ့ပိုင်ဆိုင်မှုဖြစ်တဲ့သူ့ရဲ့အိမ်ကရုတ်တရက်ဆိုသူတို့မမျောလင့်ထားဘဲနဲ့မိထလောင်နေအောင်ကြည့်ပါเนาะကိုကသာသူ့ရဲ့နေရာမှာဆိုဘလို့ခံစားရမလဲဆိုရဲ့အရာအဲ့တော့မိထလောင်တဲ့အခါမှာဘေးနားမှာရှိတဲ့ယုံကြည်သူတွေကသူ့ရဲ့ပတ်ဝန်းကျင်ကသူတွေကသူ့ကိုကြည့်ကြတာပေါ့တချို့တွေကလည်းအဲ့ဒီဆရာဘာမှားထားလို့လည်းမသိဘူးဆိုရက် စကားနဲ့အဲ့ဒီဆရာကိုပြမားတယ်တချို့ကကြပြန်တော့လေအဲ့ဒီဆရာကျန်တနာပါတယ်သူဘလိုမျိုးဆက်ပြီးတော့အဲလှောက်ရှားမလဲပေါ့သူဘာတွေပြောလာမလဲဆိုတဲ့ပုံစံနဲ့သူ့ကိုတနာကမမျက်လုံးနဲ့ကြည့်ကြတယ်ဒါနဲ့အဲ့ဒီလိုမျိုးလူတွေအားလုံးကြည့်နေတဲ့အချိန်မှာသူ့ရဲ့ပထမအဦးဆုံးနှုတ်ရှာပါဇက်ထဲကနေထွက်လာတဲ့စကားတခုကကျမရဲ့နှလုံးသားကျမရဲ့အတွေးခေါ်ကိုပြောင်းလဲသွားစေသူကဘာပြောလိုက်လဲဆိုတော့ဟာဖယားသခင်ရဲ့အိမ်မီးလောင်သွားပြီပြီးတော့သူဘာဆက်ပြောလဲဆိုတော့ငါတောင်ဝတစ်ခုရော့သွားတာပေါ့ ဟွန်းအဲ့လိုပြောနိုင်မဲ့သူရှင်လက်မြောက်ပါဘသူမှမမြောက်ဘူးဒါပေမဲ့ဒီဆရာကတော့သူအော်ပြီးတော့ပြောလိုက်တဲ့အရာသူရဲ့နှုတ်ရှာပါစက်အာမေသိတန်ထဲကထွက်လာတဲ့အရာကဖယားသခင်ရဲ့အိမ်မီးလောင်သွားပြီးတဲ့ငါတာဝန်တစ်ခုယော့တာပေါ့ဆိုလိုတဲ့အရာကဒီပိုင်ဆိုင်မှုတွေအားလုံးဟာငါနဲ့မဆိုင်ဘူးဖယားသခင်စီကလာတဲ့အရာခတ်တဲ့ဟာဖယားသခင်စီကစီးစင်းနေတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့အဲ့ဒီနေရာမှာဖယားကိုစောတကမတက်ဘူး အကယ်၍ကျမတို့သာအဲ့ဒီနေရာမှာဆိုရင်ကျမဒီလိုပဲမြင်အောင်မိပါတယ်ကိုတော်ရင်ကျွန်တော်အလုတ်သွားခဲ့ရတာကျွန်တော်ပင်ပန်းခဲ့တာကျွန်တော်ငွေကြေးတွေစုဆောင်းခဲ့ရတာကျွန်တော်မိသားစုနဲ့ခွဲခွာပြီးတော့နေပြီးတော့နဖူးကချွေးချေမှကြတဲ့အထိကျွန်တော်အလုတ်လုပ်ခဲ့ရတာကိုတော်ဘာဖြစ်လို့အခုချိန်ကြတော့ကိုတော်မကူညီတာလဲကိုတော်မကွဲကြတာလဲစေဘုတ်ဘုလည်းမမှန်ထဲ့တယ်လေဖခင်အကြောင်းလည်းမမှန်သွားတယ်လေကိုတော်ဖခင်အသက်ရှင်နေဆိုတဲ့အရာကိုကျွန်တော်မတွေ့ရတာဘာကြောင့်လဲလို့ကျမတို့ရှုထောင့်ကနေကျမတို့ပြောနိုင်စရာအကြောင်းရှိတယ်ဟုတ်လားမဟုတ်ဘူးလား ဒါပေမဲ့ဒီဆရာကြီးကတော့အဲ့လိုမပြောဘူး။ तू ထက်ပြောတဲ့အရာကဒုက္ခဆင်းရဲခြင်းဆိုတဲ့အရာကတဲ့။ငါတို့ရဲ့ဝိညာဉ်ငိုက်မိအိပ်ပျော်နေတဲ့ဝိညာဉ်ကိုနှိုးပွင့်ရန်အတွက်တဲ့အတန်ချက်ဆက်တစ်ခုပါပဲတဲ့။အာမင်။ဒီနေ့ညီကောင်မမများဒုက္ခဆင်းရဲခြင်းဆိုတဲ့အရာကဒီနေ့ဖခင်ထံကိုလှည့်တက်စေဖို့နဲ့ဖခင်အရှင်မှာဒူးထောက်တက်စေဖို့နဲ့ဖခင်ကိုကိုးစားတက်စေဖို့ရဲ့အတွက်ကျမတို့ကိုဖခင်သခင်ဘေးတွင်းတဲ့အရာတွေဖြစ်တယ်ဒီလိုပြောလိုက်တဲ့အခါမှာသူကကျေနပ်မှာမဟုတ်လာပြန်ပြီဆံမရဲ့ ဟုတ်တယ်ဒုက္ခဆင်းရဲခြင်းကိုတွေးခိုင်းတဲ့အရာကကျမတို့အတ္တမှာဘုရားသခင်က "तू ရောက်စေခြင်းနဲ့ပန်းနံကိုရောက်စေဖွင့်တယ်ကျမတို့ကိုတွေးတွေးခိုင်းတဲ့အရာတွေဖြစ်တယ်"ဒါကြောင့်ယောမခန်းကြီး၈ခန်းငယ်28မှာဒီလိုပြောထားတယ်ဘုရားသခင်ကိုချစ်တော်သူဒီဟုသောကြံစီတော်မူခြင်းအတိုင်းခေါ်တော်မူသောသူတို့၏အကျိုးကိုခတ်သိမ်းသောအရာတို့သည်တညီတညွတ်တည်းပြည့်စုံကြသည်ကိုငါတို့သိကြ၏ဖယားကိုချက်တဲ့ဖယားသားသမီးတွေကိုဖယားကပြုစုတဲ့အခါမှာတိဆောက်တဲ့အခါမှာ သူကဘလို့ပုံစံနဲ့တိဆောက်ဆိုခတ်သိမ်းတော့ရလိုက်ပြောပါဦးခတ်သိမ်းတော့ရခတ်သိမ်းတော့ရကိုတညတညွတ်တည်းပြည့်စုတယ်တဲ့အဲ့တော့တိချမ်းစာကိုဖတ်တဲ့အခါမှာတော်တော်များများကဘလို့ပဲစဉ်းစားလဲဆိုတော့ငွေတွေရမယ်ရွှေတွေရမယ်အိမ်တွေပုံများမယ်ကားတွေပုံများမယ်ဆိုရင်အတွေးခေါ်တော့ပဲရှိတာဒါကမရင်ကျက်တဲ့သူတယောက်ရဲ့အတွေးခေါ်ဖြစ်တယ်အဲ့တော့ဒီနေရာမှာခတ်သိမ်းသောအရာတို့ကိုတညတညွတ်တည်းပြုစုတယ်လို့ပြောတဲ့အခါမှာသင်ကြိုက်တဲ့ပုံစံပဲဖြစ်ဖြစ်သင်မကြိုက်တဲ့ပုံစံပဲဖြစ်ဖြစ်အဲ့ဒီကောင်းငင်ဖခင်ကကျမတို့စီကိုနော် ပြုစုဖို့အတွက်ဆေလွတ်လိုက်မယ်ဆိုတဲ့အရာကိုပြောနေတာဆိုပါဆိုကျမရဲ့သမီးလေးကိုကျမသိမ့်ချစ်တယ်အဲ့တူပါကြိုက်တယ်သူချောကလက်ကြိုက်တယ်ဒါပေမဲ့ချောကလက်ကြိုက်တဲ့အရာကိုကျမကအမြဲတမ်းချောကလက်ကျွေးနေလို့မရဘူးသူကြိုက်တဲ့အရာကိုပဲကျွေးနေသူ့အတွက်ဒုက္ခရှိတယ်သူ့အတွက်အန္တရာယ်ရှိတယ်သူ့အတွက်ဆုံးရှုံးခြင်းရှိတယ်ဟုတ်လားအဲ့တော့ကျမကဘာလုပ်ပေးရလဲအချင်းလေးလေးကျွေးရတယ်သူမကြိုက်ပါဘူးဆိုတဲ့အခါလေးကိုလည်းကျမကနော်ကျွေးပေးရတယ်ဘာကြောင့်လဲသူ့ရဲ့ခန္ဓာကိုကျမ်းမာဖွံ့ဖြိုးလာဖို့ရန်အတွက်ဒုက္ခနော်မတွေးစေဖို့ရန်အတွက်ကျမက ဒီလိုမျိုးအခားတွေအခြေအနေကိုကြွေးရတာဖြစ်တယ်ညီကောင်မတို့ဒီလိုပဲကျမတို့ကအမြဲတမ်းနော်လစာတိုးခြင်းနဲ့ယာဒူးတိုးခြင်းနဲ့အိမ်တွေတိုးပွားခြင်းနဲ့နော်ဒီလိုပြောလိုက်လို့ဒီအရာတွေကမကောင်းဘူးလို့ကျမပြောနေတာမဟုတ်ပါဘူးတိုးတော့အတွဲခေါ်တဲ့မှာဘာပဲဖြစ်နေဆိုတော့အဲ့ဒီလောကနဲ့ဆိုင်တဲ့အရာကပဲကျမတို့ကိုလွန်မိုးနေတယ်အဲ့ဒါကကျမတို့အတွက်အန္တရာယ်ပါအဲ့တော့ဘုရားကမလုပ်ပေးလေဒုက္ခဆင်းရဲခြင်းလေးတွေလာလာပြီးတော့လှုပ်ပေးတယ်ဟာစီးပွားရေးရန်ကောင်းတဲ့အချိန်မှာနိုင်ငံကြီးကလှုပ်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 ဖြစ်ပြန်မယ်ငွေတွေရန်တိုးပွားပြီးတော့မှ စားကောင်းတဲ့ချိန်ကျမှမကြမ်းမမချင်းလေးကလည်းနာတစ်ခါတည်းလာပြီးတော့ဟိုနားဆန်းတယ်လို့ဒီနားဆန်းတယ်လို့ဖြစ်လာပြန်ပြီဆိုတော့ဆိုလိုတဲ့အရာကဒီနေရာမှာနားလဲစေချင်တယ်ညီကိုမမတို့ဖရာသခင်ကကျမတို့ကိုဒီနေရာမှာလှုပ်နှိုးနေတဲ့အရာတွေရှိတယ်ကျမတို့ကအမြဲတမ်းအဆင်ပြေနေဆိုရင်ဖရာသခင်ကိုတိတ်ပြီးတော့အာမကိုတတ်တော့ဟုတ်လားမှန်လားမှန်တယ်အရန်ကိုအဆင်ပြေနေဖရာကြောင့်မရောက်လာကြတော့ ထူးသဖြင့်အမေရိကလိုနေရာမျိုးတို့စင်ကာပူလိုနေရာမျိုးမှာအသင်းအရှာတွေဟောဟောနေရတယ်တရားဟောချက်ကဘလို့တရားဟောချက်ဖြစ်မယ်ထင်တယ်လေဖះเจ้าကိုလာကြပါလို့အော်ခွန်နေရတဲ့တရားဟောချက်တွေဖြစ်ပါတယ်အင်္ဂလန်လိုနေရာမျိုးမှာဖះเจ้าကကျွန်မကြိလိုက်တဲ့အခါမှာလေကျွန်မကိုယ်တိုင်ရောက်ခဲ့ပါတယ်ဝဲလ်စ်မှာရောဖះเจ้าမှာအသက်ကြီးရွယ်အိုတွေပဲရှိတော့တယ်တခါတဲ့ငွေရှာနိုင်တဲ့သူတန်ဆွမ်းတဲ့သူအောင်မြင်တဲ့သူတွေကဖះเจ้าကိုမတက်ချင်ကြတော့ဘူး ဘာကြောင့်လဲတတ်တောက်တတာဖြစ်သွားတဲ့တနေရာကိုရောက်ပြီဆိုရင်အဲ့ဒီဖျားကိုချင်းကပ်ဖို့ရန်အတွက်မေးလျော့သွားတတ်တယ်။ဒါကြောင့်မလို့ဒုက္ခဆင်းရဲခြင်းဆိုတာကျွန်တော်တို့ကကောင်းလားမကောင်းဘူးလား။မကောင်းသေးဘူး။ကောင်းတယ်။ဒါကြောင့်တခြင်းလေးတစ်ပုတ်ရှိရကောင်းပေသည်။ကောင်းပေသည်။ဝိညာဉ်ဖို့တခြင်းမရတော့ဘူး။ဝိညာဉ်ဖို့ကောင်းပေသည်။ တ်တလွဲရပါတယ်ဒါပိုးပြီးမမိသွားတာပေါ့အဲ့တော့ကြုံလာသမျှအရာအလုံးကဖခင်ကကျမတို့ကိုကောင်းစေဖို့ရန်အတွက်ပေးတာဖခင်မကောင်းတာမပေးဘူးကောင်းတာပဲပေးတယ်ဒါကြောင့်မလို့ဖခင်ကိုတန်တရားရှိတဲ့အရာတွေအလုံးကျမတို့အတွေးခေါ်ထဲမှာဖယ်ထုတ်ဖို့ရန်အတွက်ဖြစ်တယ်